ကတူရောက်ရှိနေတဲ့နေရာကတော့မန္တလေးမြို့84လမ်းမပေါ်ဖြစ်ပြီးတော့လမ်း40နဲ့39လမ်းကြားကိုရောက်ရှိနေတာဖြစ်တယ်။မြင်ရတဲ့အတိုင်းပဲခင်ဗျ။ဒီငလင်တန်ခန်းစားပြီးတဲ့နောက်အပြည့်အစည်းပုံကြားကနေမန္တလေးသားတွေဟာပြန်လေယုံထပြီးလှုပ်ရှားသွားလာနေတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျ။ဒီမှာမြင်ရတဲ့အဆောက်အဦကဆိုရင်မန္တလေးမြို့ရဲ့အမြင့်ဆုံးအဆောက်အဦပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Grand Park Hotel ပါခင်ဗျာ ဒါအထက်အပြင်30ထက်ရှိပြီးတော့ကျွန်တော်တို့အမြင့်365ပေတီမြင့်တဲ့ Grand Park Hotel ပဲဖြစ်တယ်ကျွန်တော်တို့ဒါမလ28ရက်နေ့ကငလင်တန်မှာကြီးမားတဲ့ကြိုးချပျက်စီးမှုတွေမရှိတာကိုတွေ့ရတယ်ခင်ဗျာเนาะကျွန်တော်အပြင်ပိုင်းအမြင်အပြင်ပေါ်လေကြီးမားကပြိုကျပျက်စီးထားတာမတွေ့ရဘူးဒီမှန်နေပါလေဆိုတော့ကျွန်တော်တို့ကြီးကြီးမားမားကွဲအပ်တာမျိုးတွေမရှိဘူး နယံနေလဲကွဲအတာမျိုးကြီးကျွန်တော်တို့မတွေ့ရဘူးခင်ဗျာအပြင်ပိုင်းမှာပေါ့လေဒါမန္တလေးမှာဆိုရင်ပထမအမြင့်ဆုံးအဆောက်အဦဖြစ်တယ်365ပြည်မြင့်တယ်ပေါ့ဒါဒီမလ20ရှင်တွေကဖြတ်အားပြီးငလင်ကိုကြက်ကြန့်ခံပြီးတော့ဒါမမမမရက်တည်နေတဲ့ဆဲဖြစ်တဲ့အဆောက်အဦတစ်ခုလည်းဖြစ်တယ်ခင်ဗျာကျွန်တော်တို့ဒီ Grand Park Hotel ပြီးရင်ဒုတိယအမြင့်ဆုံးအဆောက်အဦကတော့ ဈေးချိုပလာဇာပဲဖြစ်တယ်ခင်ဗျာကျွန်တော်တစ်ချက်လောက်သွားကြည့်ကြရအောင်ခင်ဗျာမျိုး84လမ်းမပေါ်29လမ်း28လမ်းသားကိုရောက်ရှိနေတာလို့ဖြစ်ပါတယ်ရှေ့မှာမြင်ရတဲ့အဆောက်အဦကတော့အားလုံးကြည့်ကြတယ်မန်းမြမာပလာဇာပဲဖြစ်တယ်မန်းမြမာဈေးချိုပလာဇာပေါ့လေမြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်ကမန္တလေးမြို့မှာပေါ့ဒုတိယမြောက်အမြင့်ဆုံးအဆောက်အဦဖြစ်တယ်ဒါအောက်ကအောက်ခြေကကျွန်တော်တို့ဒီဈေးချိုပလာဇာက ဆောက်ချက်ရှိပြီးတော့လူနေတိုက်ခန်းအပေါ်မှာမြင်ရတဲ့လူနေတိုက်ခန်းက25ချက်ရှိတယ်လို့ဆိုရယ်ခင်ဗျာအမြင့်အားဖြင့်တော့295ပေမြင့်တယ်လို့သိရတယ်ဒါကျွန်တော်တို့မလ28ရက်နေ့ကငလင်တန်းကိုကြမ်းကြမ်းခံပြီးတော့ကြီးမားတဲ့ပြိုလဲပျက်စီးမှုတွေမရှိတာကိုတွေ့ရတယ်ခင်ဗျာဒါအဆောက်အဦရဲ့အတွင်ပိုင်းမှာတော့ဘယ်လိုရှိရလဲသိချာတော့မသိဘူးခင်ဗျာ ပြင်ပိုင်းအမြင်အပြင်တော့ကြီးမားတဲ့ပျက်စီးမှုတွေမရှိတာကိုတွေ့ရတယ်။နေရည်နေကွက်အပ်တာဟိုတိုးချနေတာမျိုးတွေမတွေ့ရဘူးခင်ဗျာ။မန္တလေးရဲ့ဒုတိယမြောက်အကြီးဆုံးအမြင့်ဆုံးအဆောက်အဦပဲဖြစ်ပါလေခင်ဗျာ။